မင်္ဂလာပါရှင်ရမညာအင်စီကျူနိုင်ငံရဲ့ဒုတိယတန်တာဌာနနဲ့လွတ်လပ်သောမွန်တရဲအေဂျင်စီတို့ပူးပေါင်းတင်ဆက်တဲ့ငင်းချေရေးသုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့အာဆီယံနဲ့အဖွဲ့ဝင်နိုင်ငံများ၏မြမရေးတုံ့ပြန်မှုများအားလလသုံးသက်ခြင်းဆိုတဲ့ကောင်းစဉ်နဲ့ကျွန်မနွန်တဲ့ကပြောပြပေးတော်မှာပါ မြမအရေးဟာအာဆီယံစပွဲဝိုင်းပေါ်မှာအရေးပါတဲ့ကောင်းစဉ်တစ်ခုအဖြစ်ဆက်ရှိနေဆဲဖြစ်ပါတယ်။ဒါကြောင့်2025ခုနှစ်အောက်တိုဘာလ23ရက်နေ့ကနေနွေမာလ19ရက်နေ့အထိမြမအရေးနဲ့ပတ်သက်ပြီးဖြစ်ပေါ်ခဲ့တဲ့နိုင်ငံတကာတုံ့ပြန်မှုတွေအထူးသဖြင့်အာဆီယံနဲ့အာဆီယံဖွဲ့ဝင်နိုင်ငံတွေရဲ့လှုပ်ရှားမှုတွေစစ်ကောင်စီရဲ့တုံ့ပြန်မှုတွေကိုအတူတူလေ့လာကြည့်ကြရအောင်ပါ။ အာဆီယံဟာမြမရေးဖြစ်ရှင်းရမှာပုံသဘောတူညီချက်၅ရက်ကိုအဓိကမူပေါင်းအဖြစ်ဆက်လက်ကင်ဆွဲထားဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းကျင်းပခဲ့တဲ့မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့အစည်းအဝေးမှာ ုံသဘောတူညီချက်၅ရဲ့အကောင့်ထဲဖော်မှုဆိုင်ရာပြည်လည်သုံးသပ်ခြင်းနဲ့ဆုံးဖြတ်ချက်တွေကိုအာဆီယံကချမှတ်ခဲ့ပါတယ်။ထူးခြားချက်အနည်းနဲ့၄၈ချိန်မြောက်အာဆီယံထိပ်တည်အစည်းအဝေးမှာမြန်မာစစ်ကောင်ဆောင်အားတက်ရောက်ခွင့်မပေးကြောင်းမလေးရှားဝန်ကြီးချုပ်ကအတည်ပြုပြောကြားခဲ့တာ။အာဆီယံအနည်းနဲ့နိုင်ငံရေးအရာကိုစားပြုခွင့်ပိတ်ပင်ထားတဲ့မူဝါဒကိုတင်းမာစွာဆက်လက်စစ်တုံးနေကြောင်းပြသနေပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအပေါ်ဒီလိုမျိုးခွဲခြားဆက်ဆံတာဟာအာဆီယံရဲ့စီလုံးညီညွတ်မှုကို ထိခိုက်စေ င်နိုင်တဲ့အကြောင်းအာနာတိုင်းစစ်အုပ်စုဘက်ကနေနိုင်ငံသားရေးဝန်ကြီးဌာနအမြဲတမ်းအသွင်းဝင်က58ဇေမြောက်အစည်းအဝေးမှာပဲတုံ့ပြန်ပြောဆိုခဲ့တယ်လို့သိရပါတယ်။ဒီအခြေအနေဟာအာနာတိုင်းမြန်မာစစ်အုပ်စုနဲ့အာဆီယံသားတန်တမန်ရေးရအပြိုင်မှုဆက်လက်မြင့်တက်နေမှုကိုမိမောင်းထိုးပြနေပါတယ်။တချိန်တည်းမှာပဲဒေါ်လာရင်းအားစုတွေကလည်းစစ်အုပ်စုရဲ့ရက်ဆက်ကျဆုံးမှုတွေအပေါ်အာဆီယံအနေနဲ့နှုတ်ဆက်မနေဖို့နဲ့ထိရောက်တဲ့အရေးယူမှုတွေပြုလုပ်ဖို့တောင်းဆိုမှုတွေကလည်းမြင့်တက်လာခဲ့ပါတယ်။ လာမယ့်ဒီဇင်ဘာလ28ရက်နေ့အားစပြီးကျင်းပဖို့ရှိတဲ့မြမစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိစ္စရဟာလက်တော်အာဆီယံခေါင်းဆောင်တွေအကြားအကြီးမားဆုံးဆွေးနွေးညှင်းခုံရတဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ အာဆီယံရဲ့တရားဝင်ရည်တည်ချက်မှာရွေးကောက်ပွဲမတိုင်ခင်သက်ဆိုင်သူအားလုံးပါဝင်တဲ့သွေးဆောင်ဆွေးနွေးပွဲတွေဖြစ်ပေါ်လာဖို့လိုအပ်ကြောင်းထုတ်ပြန်ထားတာကြောင့်ရွေးကောက်ပွဲတစ်ခုတည်းဖြစ်နိုင်ငံရဲ့အဖြစ်ရှာမရနိုင်ကြောင်းအာဆီယံရဲ့သဘောထားကိုထင်ဟပ်စေပါတယ်။ဒါပေမဲ့လက်တွဲမြေပြင်အကောင့်ထယ်ဖို့မှုအပိုင်းမှာအာဆီယံတွင်သဘောထားကွဲလွန်မှုအချို့ရှိနေပါတယ်။ဥပမာအဖြစ်အင်ဒိုနီးရှားတံတားကစစ်ကောင်စီရွေးကောက်ပွဲကိုအာဆီယံလက်လာစောက်ကြည့်ရေးအဖွဲ့အစည်းလို့ပို့တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့အာဆီယံအဖွဲ့တွေရွေးကောက်ပွဲစောက်ကြည့်လေးလာရေးအဖွဲ့အစည်းလို့ရေးသဘောတူညီမှုမရရှိခဲ့ပါဘူးဒီအချက်ဟာအဖွဲ့ဝင်နိုင်ငံတွေအကြားစစ်ကောင်စီရဲ့နိုင်ငံရေးထွက်ပေါက်အပေါ်လက်ခံနိုင်စွမ်းနဲ့ချင်းကပ်ပုံခွာချနိုင်မှုကိုဖော်ပြနေပါတယ် မြန်မာအရေးနဲ့ပတ်သက်ရင်အာဆီယံအဖွဲ့ရဲ့စုပေါင်းဆုံးဖြတ်ချက်တွေအပြင်အဖွဲ့ဝင်နိုင်ငံတွေရဲ့အမျိုးသားအကျိုးစီးပွားနဲ့ဒေသတွင်းလုံခြုံရေးအမြင်တွေအပေါ်အခြေခံပြီးမတူညီတဲ့ချင်းကပ်မှုတွေကိုလှုပ်ဆောင်လက်ရှိကြတာကိုအခုလိုပဲတွေ့ရမှာဖြစ်ပါတယ်။ မြန်မာနဲ့နယ်နိမိတ်ချင်းထိဆက်နေတဲ့နိုင်ငံဖြစ်တဲ့အလျောက်ထိုင်းနိုင်ငံဟာမြန်မာရေးမှာအလုံးပါဝင်တဲ့ရုပ်ောက်ပွဲဖြစ်ရေကိုအဓိကထားတဲ့ရက်သည့်ဆက်၄ရက်ကိုထုတ်ဖော်ကြေညာခဲ့ပါတယ်။ထိုင်းနိုင်ငံဟာရုပ်ောက်ပွဲမတိုင်ခင်သွေးဆုံဆွေးနွေးရေးလုပ်ငန်းအဆင့်တွေဖြစ်ပေါ်လာစေဖို့အလင်းနဲ့တိုက်တွန်းထားပြီးတည်ငြိမ်မှုကိုဦးစားပေးတဲ့ပျော့ပြောင်းတဲ့နီလန်ကိုစစ်တုံးနေတယ်လို့တွေ့ရှိရပါတယ်။ လာမယ့်2026ခုနှစ်အာဆီယံဥက္ကဋ္ဌနေရာကိုလွှဲပြောင်းရယူမဲ့ဖိလစ်ပိုင်နိုင်ငံဟာမြမအရေးမှာပုံမတက်ကြွတဲ့အခမ်းကဏ္ဍကနေပေါဝင်လာဖွဲ့ရှိနေပါတယ်။အာဆီယံဥက္ကဋ္ဌအသစ်ရဲ့မြမနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ်ဖိလစ်ပိုင်နိုင်ငံဇာယင်ဝန်ကြီးကိုနိုဝင်ဘာလ14ရက်နေ့မှာခန့်အပ်ခဲ့ပါတယ်။လာမယ့်ကာလတွေမှာမြမရေးနဲ့ပတ်သက်ပြီးဖိလစ်ပိုင်ရဲ့ဥဆောင်မှုနဲ့တန်တမာရေးရဖြစ်အားပေးမှုတွေပုံမအားကောင်းလာနိုင်တာကိုခန့်မှန်းရပါတယ်။ ဒါကြောင့်အော်တိုဘာလ22ရက်နေ့ကနေနိုဝင်ဘာလ19ရက်နေ့ကာလအတွင်းဖြစ်ရက်တွေကိုခြုံပြီးသုံးသပ်ရမယ်ဆိုရင်အာဆီယံဟာမြမအရေးမှာဖဲချီထားခြင်းနဲ့ထိတွေ့ဆက်ဆံဖို့ကြိုးပမ်းခြင်းဆိုတဲ့လမ်းကြောင်းနှစ်ခုကြားဟန်ချက်ညီနေဖို့အခက်ခဲဆွဲစူးစမ်းနေရတာပါတစ်ဖက်မှာလည်းအာဆီယံအနေနဲ့စစ်ကောင်ဆောင်ကိုအစည်းအဝေးတက်ခွေပိတ်ပင်တာကြောင့်နိုင်ငံရေးအရအပြစ်ပေးမှုကိုဆက်လက်လုံဆောင်ပေးနေပေမဲ့အခြားတစ်ဖက်မှာယူကော့ဘွယ်ကိစ္စနဲ့ပတ်သက်ပြီးအဖွဲ့ဝင်နိုင်ငံတွေအကြားပုံသဘောထားရှိဖို့အခက်ခဲနေစေဖြစ် ဖြစ်ပါတယ်အထူးသဖြင့်ရွေးကောက်ပွဲမတိုင်ခင်အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်ရေးဆိုတဲ့အာဆီယံနဲ့ထိုင်းနိုင်ငံရဲ့တောင်းဆိုချက်ဟာလက်တွေ့မြေပြင်မှာဖြစ်နိုင်စေနေပါနေစေဖြစ်ပါတယ်လက်ရှိအခြေအနေအရအလဲကျအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံကသူတို့အဆိုရအဖွဲ့ဝင်ဖြစ်တဲ့နိုင်ငံသားရေးဝန်ကြီးကိုအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်တာဟာအာဆီယံရဲ့မြမအရေးချင်းကမှုမှာအရှိန်ဟုန်တစ်တခုဖြစ်ပေါ်လာနိုင်ပါတယ် ဒါပေမဲ့အာနာတိုင်းစစ်ကောင်စီကိုဒေါ်လန်နေတဲ့ဒေါ်လန်ရာစုတွေတောင်းဆိုနေကြတဲ့စေအုပ်စုရဲ့အကြံဖတ်မှုတွေကိုရက်သက်စေရဲ့အတွက်ကတော့အာဆီယံရဲ့လက်ရှိရန်ရာတွေဟာထိရောက်တဲ့အကျိုးသက်ရောက်မှုမရှိသေးကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ရှင်။ ယခုတုံသက်ချက်စာရန်ကိုရမ ్య အင်စီဂျူမှနိုင်ငံရေးသူတည်သည်များရေးသားထားပြီးအင်မနာကရုတ်တံအဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပြီးငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။